လုံးပဲမင်္ဂလာပါကွယ်လွန်သွားရှာသူညင်းစည်းရှင်မဲမဲကောကဘာပတ်ပြီးမူစကူတူးတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့တမိုင်းဝင်မဲ့ဇာကားလေးတွေကိုအဲကျွန်တော်ကနေပြီးတော့ဟောခြေပတင်တာလေးတွေကျွန်တော်ခြေပခြင်းလို့ဒီဗီဒီယိုပိုင်းလေးကိုပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့လာနားထောင်တဲ့သူတွေကနော်အဲ like ပေးပါ comment မှာတခုခုရေးသွားပါပြီးွားရင် share ပေးကြပါလို့မြတ်တာရက်ခံပါတယ်ကဲဒါဆိုရင် ကွယ်လွန်သူတော်စားသူကြီးရဲ့ဇာတ်ရည်တွေကြောင့်နားထောင်ကြည့်ရအောင်ဗျာဘလို့ဘလို့ဇာတ်ထက်တာလေလို့ဇာတ်မပြောတတ်ဘူးလားဟမ်တော်စားသူကြီးခင်ဗျာဇာတ်မပြောတတ်ဘူးလားဟမ်တိုင်းသားဘယ်နှမျိုးမသိလို့လားဇာတ်ထင်နေရတာဟမ်နည်းနည်းလေးပြန်ကြည့်မယ်တော်စားသူကြီးလူမြင်ဝဲမှာဇာတ်မပြောတတ်ဘူးနော်နော် ်ဟုတ်လားတိုင်းရင်းသားမျိုးလူမျိုးတဲ့နော်အဲသူစကားမပြောတတ်ဘူးဗျအဲသူကလူမြင်ဝဲမှာစကားမပြောတတ်ပါဘူးနော်အဲမြန်မာနိုင်ငံကိုလာပဲလာတာပြည်သူတွေကိုသိစိတ်ဝင်စားပါဘူးဗျနော်စကားလည်းမပြောတတ်ပါဘူးဆက်ကြည့်မယ်သူပြောတဲ့စကားလေးတွေကိုကျွန်တော်ဆက်ခြေပပေးမယ်နော်ဖြစ်စီချက်ဒီတော့ကိုမှန်နေပုံကြောင့်နေရံပြောဒီလိုကဒီမိုဒယ်ဒီတော့ကိုချက်လာ အဲ့တော့သူကစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုလို့ပြောသွားတယ်ဗျတကယ်လည်းမှန်တယ်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါထားပြီးသားနော်အဲဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်6နော်ခါကြီးမှာပါထားတယ်စစ်မှန်ပြီးစီကံပြီးွားတဲ့ဒီမိုကရေစီစနစ်ထွန်းကားရေးလို့ရည်ရပါတယ်ဒါသူပြောတာမှန်ပါတယ်ဗျနော်အဲ့တော့သူပြောတဲ့ဇာတ်ကားထဲမှာစီလုံးမသာညီညွတ်မသာဆိုတဲ့ဇာတ်ကားလေးပါတယ်ဗျ အဲ့ဒါတွေနဲ့ပတ်သက်လို့ရှိရင်တော့သူပြောတဲ့ဇာကားနဲ့ညီမညီဆိုတာကိုနောက်ဆုံးကြရင်ကျွန်တော်ရှင်းပြပေးမယ်နော်။ကဲအဲ့ဒါဆိုကျွန်တော်ဆက်နားထောင်ကြည့်ရအောင်။အဲ့တော့တာယာဝါပြောတဲ့နိုင်ငံတစ်ခုဖြစ်ဖို့နော်အဲလုတ်ပဲပေါ့နော်သူကဓမ္မဒေါ်ဆန်းစုကြည်ခမရတာယာဝါပြောတဲ့နိုင်ငံဖြစ်ဖို့ခမရမလုတ်ခဲ့ပဲနဲ့ပြည်ကိုပြက်စီးအောင်ခမရဖြက်စီးခဲ့တာနော် ခမရကမြန်မာနိုင်ငံမှာလာတာဒါဒီဗုဒ္ဓဘာသာနိုင်ငံခမရစတဲ့ခရေကနော်ဘာသာစာပေရင်ကျင်းမှု ထုံတန်းစင်လာတွေကိုဖျက်ဆီးတယ်သတင်းစာခေါင်းစဉ်မှာ မင်္ဂလာတုတ်ဓမ္မပဒတွေကိုပါတာတော့ခမရတို့ NLD ကနေပြီးတော့နော်ကျတို့ရဲ့ဗုဒ္ဓဘာသာစာပေရင်ကျင်းမှုတွေကဒီလိုရေးတဲ့ကြားချင်းအဖြစ်လူမျိုးကြားတွေကိုနော်နိုင်ထက်ပြုခြင်းရကြပါတယ်ဆိုပြီးခမရတို့ပဲနော်စော်ကားပြီးတော့ကျတို့ရဲ့သတင်းစာခေါင်းစဉ်မှာပါတာတွေကိုဖျက်ဆီးတာ ခမားတို့ကစီလုံးရေးကိုလည်းเนาะသွားကျင်တယ်လဲပြောသေးတယ်เนาะခမားကရှိနေပြီးသားဘယ်သူမှဘာမှမပြောတဲ့တိတ်ဆိတ်နေတဲ့ကိစ္စရက်တွေကိုခမားကဖြိုခွဲတာစတင်ပြီးဖြိုခွဲတဲ့ကိစ္စတစ်ခုစလုပ်တာခမားစီလုံးရေးကိုဘလို့သွားမှာလဲဒေါ်အောင်ဆန်းစုကြည်ဘာလို့ဒါကဒေသောတိချောက်ပလဲရှိပါလားဘာလို့ဒီဒီကနေပြောတော့ဆုံးကြတော့ဆုံးချမှာဒီလိုဆုံးချမှာ ကိုလိုချင်တဲ့နိုင်ငံမျိုးပဲနောက်ဆုံးကြတော့ကိုရအောင်လုပ်ပြရမှာပါဟုတ်တယ်ကျွန်တော်တို့လူချင်းတဲ့နိုင်ငံကိုကျွန်တော်ရအောင်ယူပါပါကျွန်တော်တို့ဒီဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဗျအဲ့တော့ကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာကလွဲလို့ရှိရင်နော်ကျွန်တော်တခြားဘာသာတွေကကျွန်တော်တို့ဗုဒ္ဓဘာသာကိုတန်းညီခွင့်မပေးပါဘူးခင်ဗျားပြောတာမှန်ပါတယ်နော်အဲ့လိုတန်းညီအောင်ခင်ဗျားကိုယ်တိုင်ပဲလုပ်သွားတာဟုတ်ပြီနော်ခင်ဗျားလူလောကကြီးမှာရှိနေစဉ်အခါတုန်းမှာတောက်လျှောက်ခင်ဗျား အဲ့တော့အဲကျွန်တော်တို့လူချင်းနဲ့ကျွန်တော်တို့မျှော်လန့်ထားတဲ့ကျွန်တော်တို့ရဲ့ရှင်နေပိတာဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကိုဖြိုဝဲဖျက်ဆီးသွားတာเนาะအခုဖရားတွေကြောင်းကန်တွေတရားတွေเนาะဘုံကြီးတွေတိလာရှင်တွေကိုတတ်အောင်လဲခမားပဲခမားဒီ PDF တွေကိုခမားတို့ပဲမွေးထုတ်ပေးသွားတာပဲเนาะဆက်ကြည့်မယ်ဗျာဟုတ်တယ်ဘယ်ပုဂ္ဂိုလ်မှအားကိုးနေလို့မရဘူးကျွန်တော်တို့ မျိုးဘာသာသာသနာကိုကာဝယ်ဆောက်ရှောက်တဲ့မဟာဗမာတွေကိုယ်တိုင်ကျွန်တော်တို့ကခင်ဗျားတို့ကအစွန်ရောက်တယ်ပဲပြောပြောဗာပဲပြောပြောကျွန်တော်တို့ကတော့ဒါကိုကျွန်တော်တို့ကလုပ်ကိုလုပ်ရမယ်ဘယ်သူ့ကိုမှအားကိုလို့လို့မရဘူးကိုထူကိုထားနဲ့ကိုကိုကိုဝါနဲ့ခင်ဗျားဖြတ်ခဲ့တဲ့ကိစ္စရက်တွေကိုကျွန်တော်တို့ပြန်လဲပြီးတော့ခုစားပြီးတော့ပြန်လဲကောင်းမွန်အောင်လုပ်ရမှာကကျွန်တော်တို့ကိုကိုကိုဝါနဲ့လုပ်ရမယ်တမိုင်းပေးတာဝန်ပဲဖြစ်တယ်ခင်ဗျားမှန်တယ်ပြောတာဆက်ပြောပါခင်ဗျား ရရှိနေတဲ့လူချားခဲ့တာဆိုလို့ရှိလို့ရှိရင်အနည်း30လေးပါဖြစ်တော့ပါတော့ခင်ဗျားကဒီမိုကရေစီစ조사ခဲ့တာအနှစ်30ရှိပြီလို့ခင်ဗျားပြောသွားတယ်။ဟုတ်ပြီနော်။ဒါဆိုခင်ဗျားဒီမိုကရေစီကိုနားမလည်တာပဲ။ခင်ဗျားသိတဲ့ဒီမိုကရေစီကတမျိုးတည်းရှိတာလား။ကျွန်တော်ဒေါ်စုခင်ဗျားကိုကျွန်တော်မေးချင်တယ်။ခင်ဗျားသိတဲ့ဒီမိုကရေစီကတမျိုးတည်းရှိတာလား။ခင်ဗျားပြည်သူကိုဂျင်းမထဲ့ပါနဲ့။ ခမရလူလောကမှာရှိနေစဉ်ကာလတောက်လျှောက်လို့ခမရပြည်သူကိုဂျင်းနေသွားတယ်နော်ခမရသိတာဒီမိုကရေစီတမျိုးပဲရှိတယ်လို့ခမရသိတာလားခမရအဲ့ဒါစတဲ့ကခမရပြည်သူတွေကိုဓာရီရှင်းပြရမှာဒီမိုကရေစီဆိုတာဒီလိုလိုရှိတယ်ဆိုပြီးစရှင်းဒီမိုကရေစီဘယ်နှမျိုးရှိတယ်ကျမကတော့ဒီဒီမိုကရေစီကြိုက်တယ်ဒီလိုမရှင်းပြပဲနဲ့ခမရဟမ်ဒီမိုကရေစီကိုလိုချင်တယ်ပဲခွပြောပြီးတော့ခမရပြည်သူတွေကိုဒုက္ခရောက်အောင်လုပ်သွားတာ ခင်ဗျားနှစ်30ရှိပြီဒီမိုကရေစီစ조사ခဲ့တယ်ဆိုတော့မြန်မာနိုင်ငံမှာဒီမိုကရေစီလုံးဝမရှိတဲ့ပုံစံနဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲဒီမိုကရေစီကိုမရှိသလိုလိုနဲ့ခင်ဗျားဂျင်းထည့်နေတာခင်ဗျားကဒီမိုကရေစီနားမလည်ဘူးလို့ကျွန်တော်ပြောရင်ခင်ဗျားယုံမှာမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ဒီမိုကရေစီကအင်တာတိုက်ဒီမိုကရေစီနိုင်ငံတော်ရဲ့အကျိုးချအာဏာပြည်သူကလာပြီးတော့နိုင်ငံတော်ပါတီလေအမေရိကန်နိုင်ငံမှာရှိတဲ့ဖွဲ့စည်းပုံလေဒီလိုပဲ အိန္ဒိယမှာရှိတဲ့ဖွဲ့စည်းပုံလဲဒီလိုပဲပြည်သူတွေရှိရဆင်းသက်လာတဲ့အချုပ်အခြာအာဏာကနိုင်ငံတော်မှာမှတည်တယ်။နော်။ခမည်းတည်တဲ့ဒီမိုကရေစီကိုခမည်းပြည်သူတွေကိုချမပြရဲဘူး။နော်ခမည်းတေချာလေ့ကျင့်တင်ကြချမပြပဲနဲ့ဒီမိုကရေစီမရသေးဘူးပဲ။អော်သွားပြီးတော့ခမည်းပြည်သူတွေကိုမှိုင်းတိုက်ပြီးတော့တက်မတော်နဲ့ပြည်သူကြားမှာဖြိုခွဲတွေးထိုးပြီးတော့နော်ကဘာနဲ့မြန်မာနိုင်ငံကမှခမည်းဖြိုခွဲတွေးထိုးပြီးတော့နိုင်ငံကိုဖျက်ဆီးသွားတာခမည်းစောစောစီးဇီဝင်ချေသွားတာကောင်းပါတယ်။ ကျွန်တော်တို့အတွက်စိတ်ချမ်းသာတာကဲဆက်နားထောင်ကြည့်ဦးမယ်ဒီနေ့34ပါးမှာမျိုးမျိုးလိုက်ပါတော့ကျောင်းကြရပါတယ်အဲ့တော့ဒီမိုကရေစီရပြီလားဆိုတော့မရသေးပါဘူးဆိုပေခါတော့ပြောရပါမယ်။ဟုတ်လား။ခမားကဒီမိုကရေစီမရသေးဘူးပဲ။ခမားလိုချင်တာဒီမိုကရေစီကတမျိုးတည်း။ခမားသိတာဒီမိုကရေစီတမျိုးတည်းဆိုတာကိုခမားရဲ့ဇကားတွေကတက်တည်ပြ။ခမားဒီမိုကရေစီဘိုးရည်ကြီးခမားအရစ်စတိုတဲ့ဇကားတွေခမားတို့နားမထောင်ဘူးလား။ နိုင်ငံရေးသိပ္ပံပညာရှင်တွေဥပဒေပညာရှင်ရဲ့စကားကိုခင်ဗျားနားမထောင်ဘူးလားခင်ဗျားဘာမှမသိဘူးပြောရင်ခင်ဗျားမယုံဘူးခင်ဗျားတက်တာက political science တခုတည်းနော်ခင်ဗျား management လည်းမသိဘူးခင်ဗျား administration လည်းမသိဘူးခင်ဗျား political science တွေသင်ပြီးတော့ဒီနိုင်ငံရေးအုပ်ချုပ်ရေးစနစ်တွေဘာတွေသင်ပြီးတော့ခင်ဗျား democracy ဘယ်နှမျိုးရှိမယ်နော်ခင်ဗျားမသိဘူးလားတော်အောင်ဆန်းစုကြည်ကောင်းပါရဲ့ခင်ဗျာမြန်မာစောစောစီးခင်ဗျာလူလောကကထွက်သွားတာအတွက်ကောင်းပါတယ်။ကဲဆက်နားထောင်ကြည့်မယ်ခင်ဗျာ။ 我已经不杀这个老年人，唱歌是是习近平的歌。啊，刘大爷家是义务，你把这写上去标出来。对，没写的不真哦，没写的不真哦，没写户，刘明辉嘛，刘大爷家是一组标人呀。你这么说，哎，怎么没写户了？不是他标人，刘大爷家是一标一标。 ခင်ဗျားတို့88ရေထဲကနေဟိုးခင်ဗျားတို့ပါတီစပွဲတွေကနေအခုချိန်ကြီးခင်ဗျားတို့မျိုးသားရင်ကြားစီလုံနေတာဟမ်ခင်ဗျားလူလောကအိဒီယာထွက်သွားရတယ်မျိုးသားရင်ကြားစီဆိုတာဘယ်စီနေမှမသိဘူးဟမ်ခင်ဗျားညွန်ညာငိမ့်ညာရေးနိုဘယ်ဆုရှင်ကြီးဆိုငိမ့်ညာရေးနိုဘယ်ဆုရှင်ကြီးကအမျိုးသားရင်ကြားစီရင်းလေးပြောပြီးတော့ခင်ဗျားဘာအတော့ကြားလဲဟမ်ခင်ဗျားလက်ထက်မှာခင်ဗျားလက်ထက်မှာ NC လက်မှတ်ထူတာနှစ်ပွဲတည်းထူတယ် ရင်ကြားစီစကားမပြောဘဲနဲ့ငင်းငိမ့်နူပဲစုလည်းမရတဲ့ဥသိန်းစင်ကြီးလက်ထက်မှာကြတော့အပြည့်ခက်ရက်စဲတာရှုပ်ပွက်တော်ထိုးတယ်ဟင်ခမရမရှက်ဘူးလားခမရပါဇက်ကတိလားခမရပါဇက်ကလူပါဇက်မဟုတ်ဘူးခမရတွေ့ရမြင်ရတွေထင်ရတွေရှောက်ပြောနေတာနော်ခမရမရှက်ဘူးခမရမရှက်ဘူးနော်ခမရမရှက်လို့လဲခမရအခုလို့ကဘာပတ်ပြီးတော့ရှောက်ပြီးတော့အတင်းတုတ်တာပေါ့လေနော်ဘာတဲ့အမျိုးသားရင်ကြားစီဟုတ်လား ရက်ဆက်တယ်နော်ပြောရက်တယ်ပြောရက်တယ်မရှက်တမ်းခင်ဗျားတို့အတိမဲ့ပြုတ်ကျုပ်တို့အတိမဲ့ပြုတ်တယ်ခင်ဗျားကရှောက်ပြီးရှောက်ပြောနေတာနှစ်ရောက်ရှိဖွယ်စည်းဖို့အခြေခံဥပဒေလူလူဆန္ဒခါကိုကျုပ်တို့ကျုပ်တို့ចောင်းသားဘုရားចောင်းဝတ်စုံလေးနဲ့တတ်ခဲ့တာเนาะအဲ့ဒီအချိန်တော့ကျုပ်တို့က เนาะကလေးဘွားပဲရှိသေးတာเนาะခမားတို့ကနိုင်ငံရေးလုပ်နေပြီးတော့ပြည်သူကိုချင်းထဲတာ ခမားတို့ပြည်သူကိုမှိုင်းတိုက်တာเนาะ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကเนาะဟောခမားတို့ရဲ့ခမားတို့ပါတီဥက္ကဋ္ဌကြီးဥအောင်ရွှေတို့ကိုယ်တိုင်ရေးခဲ့တာเนาะခမားတို့ပါတီမှာပါတီကလည်းထွက်သွားဥသိန်းကြီးတို့ကိုယ်တိုင်2008ကိုရေးခဲ့တာခမားတို့အန်နယ်ရီယလူတွေကိုယ်တိုင်ရေးခဲ့တာ ခင်ဗျားတို့အန်နယ်ဒီကလူကောင်းလူကြီးတွေကိုပြန်မေးကြည့်ရွေးကောက်အဲ့ဒီမျိုးသားညီလာခံတက်ခဲ့တဲ့လူကြီးတွေကိုပြန်မေးကြည့်အဲ့ဒီပုံမှန်တွေ59စာလုံးတွေဒီပတ်သက်ရပတ်သက်ကြောင်စာလုံးတွေကိုပုံမှန်တွေအကုန်လုံးကိုခင်ဗျားတို့အန်နယ်ဒီကသူတွေပဲရေးသွားတာကိုဟိုခင်ဗျားဒေါ်အောင်ဆုံးကြီးခင်ဗျားတိတိကြီးနဲ့ပြည်သူတွေကိုချင်းကျွေးတာနော်တီတူတွေကိုချင်းကျွေးတာဥအောင်ရွှေတို့ကိုယ်တိုင်အဲ့ဒီ59စာလုံးကိုအတီးပြုတ်သွားတယ် အဲ့တော့ဦးသိန်းကြီးတို့ကိုယ်တိုင်เนาะအဲ့ဒီမျိုးသားညီလာခံမှာ59ဆလုံးကိုအတည်ပြုသွားတယ်အရသားတွေကြီးပဲရှိသွားတာကိုခမရပြည်သူတွေကိုဘာမှမသိတဲ့ပြည်သူတွေကိုခမရချင်းကျွေးတာချင်းကျွေးတာပြည်သူတွေကိုယ်တိုင်ထောက်ခံလို့ဒါကထွက်လာပြီပြီလေ90ရာခိုင်နှုန်း90ကျော်ရာခိုင်နှုန်းလေဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဘာဖြစ်လို့လဲတော့တောင်မှဖက်ဖွဲ့နေကြရတယ်လို့ကျွန်တော်ကလည်းမေးဖို့ထုတ်ချက်ဖက်တွေ့ရတာပေါ့ဖက်တွေ့ရတာပေါ့ အဲ့ဒီလိုဖတ်တွယ်ထားလို့လည်းပဲအမေရိကန်အခုအမေရိကန်နိုင်ငံဘာဖြစ်သွားပြီလဲဟင်ဗြိတိန်နိုင်ငံဘာဖြစ်သွားပြီလဲမြန်မာနိုင်ငံမှာဒီ2008ဖွဲ့စည်းဖို့အခြေခံဥပဒေကြီးကိုဖတ်တွယ်ထားလို့လဲနော်အခုလိုကျွန်တော်တို့ကနိုင်ငံကမဖြစ်ဖို့ဖွယ်ရမပြတ်စီသွားဘူးကျွန်တော်ဘာသာသာသနာကအကောင်းဆုံးရှိနေတယ်2008ကြီးနဲ့ကာဝယ်ဆောက်ရှောက်ထားလို့နော်တမတော်နဲ့အတူတူ2008ကြီးကိုကျွန်တော်တို့ကကာဝယ်ဆောက်ရှောက်ထားလို့ ဒါကြောင့်လို့ဖတ်တွေ့ရမယ်ခမားကဒီနိုင်ငံရဲ့ဘာသာသာသနာစာပေယဉ်ကျေးမှုထုံတမ်းစင်လာတွေကိုဖျက်ဆီးခြင်းနဲ့စိတ်သက်တခုခမားကမျိုးမစစ်တဲ့သူခမားလိုမျိုးမစစ်တဲ့သူတွေးနှောတွေကမြန်မာနိုင်ငံမှာခေါင်းဆောင်လုပ်ဖို့ဆိုတာမတန်ဘူးဒါကြောင့်မို့ကျွတ်တုကဒီ59စာလုံးနဲ့2008ဖွဲ့စည်းဖို့အခြေခံဥပဒေကိုကျွတ်တုကမမမမကာကွယ်ပြီးတော့ဖတ်တွေ့ထားရတာခင်ဗျအဲ့လောက်လीတော့သိညာမရှိဘူးဒါဟမ် ခင်ဗျားအကြောင်းမို့လဲစောစောစီးလူလောကတွေကထွက်သွားတာဝမ်းသာတယ်စောစောစီးလူလောကတွေကထွက်သွားတာဝမ်းသာတယ်အဲ့ဒီလိုပဲဒီနိုင်ငံကြီးဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တယ်သာသနာ့ဆောင်နာမည်ကြီးတွေကာကွယ်စောင့်ရှောက်တဲ့နိုင်ငံဖြစ်တယ်ဒီလိုနိုင်ငံမှာသာသနာကိုဖျက်ဆီးမဲ့လူနော်ဗုဒ္ဓဘာသာကိုဖျက်ဆီးမဲ့လူကျွန်တော်ကိုးကွယ်နေတဲ့ဗုဒ္ဓဖျားကိုနော်ဗာလဲဗျုပ်ဒုက္ခပြောတဲ့သူတွေကိုကျွန်တော်ရဲ့သာသနာ့ဆောင်နာမည်ကြီးကကောင်းကောင်းကံမထားဘူး အဲ့ဒီလိုပဲလူဖြစ်ပြီးတော့လူမွေးသူမွေးမပြောင်းမဲနဲ့ထောင်ထဲဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့စကားအကောင်းမပြောရဘူးပေါက်ပန်း40ပြောပြီးတော့ကဘာပတ်ပြီးဆောက်တင်းပြောပြီးတော့ငယ်လေးတွေကနေအခုချိန်ကြီးယောက်ျားပေါင်း1600တောင်နဲ့ပျော်မှုတဲ့ဗမာဘဝမှာပဲကျွန်တော်ကထားပေးထားတာအဲ့ဒါသာသနာဆောင်နာမင်းကြီးကောင်းလို့ကြုတ်လို့အခုလိုနေနေရတာခမည်းကြောင့်သာဆိုလို့ရှိရင်ကြုတ်လို့အခုချိန်မှာခွက်ဆွဲနေရပြီကြုတ်လို့ဗုဒ္ဓဘာသာဆိုတာကမရှိတော့ဘူးအားလုံးရဲ့အနည်းခံဘဝဖြစ်နေရမှာကောင်းပါလား ခင်ဗျားစစောစီလူလောကတွေကထွက်သွားတာကောင်းတယ်။ကဲဒါတော့ဆိုဆိုရင်တော့အားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်။ကျေးဇူးပြုပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတဲ့အခါ like ပေးပါ။အုံးမှန်မှာတခုခုရေးသွားပါ။ view လို့ရှိရင် share ပေးကြပါလို့မြတ်တရားရက်ခံပါတယ်။အားလုံးပဲကျေးဇူးတင်ပါ